မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မြန်မာယူရနှစ်တဲ့ကိုနေစံတရနေ့စစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်အတွင်းကိုလင်းရင်ဖြင့်ပုံကျင်းချတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာယူရနှစ်တဲ့ကိုနေစံတရနေ့စစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်အတွင်းကိုလင်းရင်နဲ့ပုံကျင်းသွားကြောင်း DNL ရဲ့ ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်ဒီကနေ့နှစ်သက်ကိုနှစ်စံတရနေ့ဧပြီလ19ရက်နေ့မနက်09:00နာရီချိန် TNL သိမ်းပိုက်ထားတဲ့မိုးကုတ်မြို့အရှိပိုင်းကဆုတ်ကျင်းရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပုံတလုံးလာရောက်ကျင်းချသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်သတင်းထုတ်ပြန်မှာဖြစ်ကြောင်း TNL ကဆိုပါတယ်ဘုံကျင်းသွားတာကမိုးကုတ်အရှိပိုင်းမစိုးရင်ကျောင်းတိုင်နာပါလေကျောင်းတိုက်ခတ်မှုနှစ်ကြိမ်လုပ်သွားတယ်ကဆုတ်နီကိုလည်းကျင်းတယ်မစိုးရင်ကျောင်းတိုင်နဲ့နန်းຫນွေအကြရွှေလေးပြအောက်တကျော်ဘက်ကိုလည်းကျင်းသွားတယ်လို့မိုးကုတ် ဒေတာကံတွေကသတင်းဌာနကိုပြောပါရယ် စစ်ကောင်စီတပ်ကဧပြီလ၂ရက်နေ့မှဧပြီလ၂၂ရက်နေ့ထိရက်ပေါင်း၂၀ကြာပြစ်ခတ်ရစဲခဲ့တော့လဲ TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံချခြင်းတွေလုံဆောင်နေကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မင်းလမြို့နယ်မှာဂျင်းရွာများကိုဝင်ပြီးခိုးဆိုးလူရဲနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းဖွဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းမင်းလမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းရှိဂျင်းရွာများကိုဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းများခိုးယူနေတဲ့စစ်ကောင်စီစစ်ကြောင်းကို ုပူပေါင်းဖွဲ့ရင်းနဲ့တူဟန်တာတိုက်ခိုက်ခဲ့ကြောင်းအထက်မင်းလာပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရင်အေဘီလာ၁၄ရက်တစံကာလအတွင်းပသိမ်မုံရွာလမ်းဘေးဝရရှိကြီးရွာတွေကိုစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကိုပြည်သူ့ကာကွယ်ဖွဲ့အထက်မင်းလာနဲ့တူအရှုတ်ချင်းကာကွယ်တပ် ACT ရဲ့ပြည်သူ့လွတ်လပ်ရေးတပ်တော် BIA စားတဲ့မဟာမိတ်ဖွဲ့တွေပူးပေါင်းပြီးဟန်တာတိုက်ခိုက်ခဲ့တာလို့၎င်းကဆိုပါတယ်။လက်ရှိတိရတာကတမ69ကဦးဆောင်ပြီးကပ္ပစာ2ကပ္ပစာ30ကပ္ပစာ7ကပ္ပစာ73နဲ့မြေကန်ရေးစခန်းတွေကအင်အားတွေပါပါတယ်ခင်ဗျာစစ်ကြောင်းက3ကြောင်းအင်အား200ကန်ရှိမှာပါ။ကျွန်တော်တို့နဲ့ထီတွေ့ရဲ့စစ်ကြောင်းကအင်အား80ပါတယ်လို့ပြည်သူ့ကာကွယ်ရေးဖွဲ့အထက်မင်းလာမှတာဝန်ရှိသူတောင်ကစစ်ကောင်စီတပ်စစ်ကြောင်းများအခြေအနေကိုရှင်းပြပါတယ်။ဒါကြောင့်အင်အား80ပါစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကိုကြားပြ န်ဟန်တာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးပြီး30ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားပြီးစစ်ကောင်စီတပ်ကိုအင်အားဖြည့်ပေးတဲ့ရှမ်းတပ်ကြီးရဲစခန်းကိုလည်းတပြိုင်နက်တတိပေးတိုက်ခိုက်ခဲ့ကပူပေါင်းတပ်ဖွဲ့မှရဲဘော်များထိခိုက်မရှိခဲ့ကြောင်း၎င်းကစက်ပြောပါတယ် အစိုးရစစ်ကြောင်းတွေကပသိမ်မုံရွာလမ်းဘေးဝင်းရရှိကုန်ပြည်တော်မင်းတပ်ရှမ်းတပ်ကြီးအောက်ကိုင်းချင်းကုန်းစည်းကြီးစတဲ့ကြီးရွာတွေကိုဝင်ပြီးပြည်သူပိုင်နေအဆောက်အအုံများဖောက်ထွင်းကလက်ဝတ်ရတနာနဲ့ငွေသားများပါဝင်တံပိုးကြီးပစ္စည်းများခိုးယူသွားကြောင်းပြည်သူကကွင်ဖွဲ့အထက်မင်းလာမှာတာဝန်ရှိသူကဆိုပါတယ်ရွှေရီဆို၅ချက်သား၁၀ထားသည့်ပါတယ်ရွှေသားဆိုရချီရှိတဲ့ပါသွားတာလို့၎င်းကဆက်ပြောပါတယ်ဒါအပြင်စစ်ကောင်စီတပ်များမင်းလာမျိုးနဲ့အတွင်းစတင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ AB စနေရမှာ AB လ၁၉ရက်နေ့ထိပြည်သူစ 25ဦးထက်မနည်းကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီးငွေကြေးသိမ်းဆည်ခြင်းနဲ့ပြန်လည်ရွေးယူစေခြင်းတွေရှိကြောင်းသိရပါတယ်။ဒီရပိုင်းနေအတွင်းမှာ95ဦးဝင်းကျန်လောက်ရှိမယ်။လမ်းနေတွေ့တဲ့လူငယ်တွေအဖမ်းခံရတာများတယ်။တချို့ကစစ်ကြောင်းကိုရှာနေရင်းနဲ့ထိတ်တိုက်တိုးပြီးဖမ်းခံရတာတရောက်ကိုသိန်း80ကနေသိန်း100တိတောင်းနဲ့ပြန်မယွေးနိုင်ရင်စစ်မှုတန်းပို့တယ်လို့ဒေသခံသတင်းအရင်းမြစ်တောင်းကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်း3ကြောင်းကဟန်တာတိုက်ခိုက်ခံရမှုအပါအဝင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူပြီးသက်ဆိုင်ရာတပ်တွေကိုပြန်လည်ဆုတ်ခွာသွား ားပြီဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒေသခံတွေစီကသိရပါဗျ။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တမန်ဝါပြီးနဲ့စေအောင်စုရက်ဆက်ရုံမှမူပေးကိုရင်ဆိုင်ကျော်လွားပြီးလူတို့အတွက်အောင်ပွဲနှစ်သစ်ဖြစ်အောင်အတူတည်ဆောင်ရမယ်လို့ယာယီသမရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စေအောင်စုကတမန်ဝါပြီးကြုံရခြင်းတရားဝင်မှုယာယီနဲ့နိုင်ငံရေးအသုံးချနေမှုကိုတတိရှိဖို့အာဆီယံနိုင်ငံတကာကိုတတိပေးပါရယ်။အခု2025ခုနှစ်ကပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်နိုင်မယ်နှစ်ဖြစ်စေဖို့အတွက်တော်လိုင်းအင်အားစုတွေအားလုံးစတဲ့တဘူစူးစမ်းမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာက တိုက်တွန်းလိုက်ပြီးတဘာဝဘီနဲ့စေအုပ်စုရဲ့ရက်ဆက်ရုံမာမှုတွေကို အတင်းရင်ဆိုင်ကြော်လွှားရမှာလို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံတရနေ့ဖြစ်တဲ့ April 18ရက်မှာရှာရီသမရကဖြီသူတွေတက်နှစ်တက်ကိုနှုတ်ခွန်းဆက်မင်ကွန်ပြောကြားခဲ့ရာအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ပါတယ်ဖြီသူများအနေနဲ့မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်းကြီးကြောင့်အသက် ဆုံးရှုံးအိုးအိမ်နဲ့ပိုင်ဆိုင်မှုတွေပြင်းစင်းခဲ့ရတဲ့ပြင်အကြံပတ်စင်အောင်စုရဲ့ရုံးမာရဲ့စတဲ့လုံရက်တွေဆက်လက်ကြုံနေရပြီးဘေးဒုက္ခတွေတပူပေါ်နပူစင်ဖြစ်ခဲ့ရကြောင်းရှာဤသမရကပြောပါရီဒါပြင်းငလင်ဘေးကိုစင်အောင်စုကနိုင်ငံရေးရာအတုံးချဆောင်ရွက်နေတဲ့လူသားစာနာမှုအကူအညီတွေကိုလက်နက်တပွဲကင်ဆွဲအတုံးချနေကြောင်းရှာဤသမရကပြောပါရီကျွန်တော်တို့လူတို့ဒီကိုက်ခံစားမှုကိုအကြံပတ်စင်အောင်စုကထပ်မံအတုံးချခွင့်ရှာသွားတာကတော့စိတ်မကောင်းစရာဖြစ်ပါတယ်လူရှာဤသမရကပြောပါရီနိုင်ငံတကာကပြည်အပ်တဲ့ င်လူသားစာနာမှုအကူအညီတွေကလိုအပ်နေတဲ့လူမှုလက်တဲတိုင်းရဲ့ရောက်ရှိနိုင်မယ်လို့၎င်းကဆိုပါတယ်လူမှုကိုဘေးဒုက္ခအန်ဒီအမျိုးစုံကြရအောင်လုပ်နေတဲ့အကြံဖတ်စတန်နဲ့တဲ့လူသားစာနာမှုအကူအညီအုပ်စုကိုကြိုးအတွက်အသုံးချဖို့ဘလိုနည်းနဲ့မှရှောင်မသွားရဘူးဆိုတာရှင်းရှင်းပဲပြောကြားခြင်းပါတယ်လူသားစာနာမှုအကူအညီဆိုတာကန့်သက်ထိန်ချုပ်ရမယ်အထူး ခံစား권မဟုတ်ပါဘူးလူသားစာနာမှုအကူအညီဆိုတာဒုက္ခရောက်လူတို့ကိုရကိုရရမယ်အခြေခံခွင့်ရေးဖြစ်ပါတယ်လူသားစာနာမှုအကူအညီတွေကိုကိုကျိုးအတွက်အသုံးချတာမျိုးမဖြစ်စေပဲပြီးတဲ့အတင်လူတို့တရားလုံးစီမှာမြန်မြန်တတနဲ့အလင်းအမြန်ရောက်သွားစေဖို့ပြည်တွင်းလူမှုအတိုင်းဝိုင်းနိုင်ငံတကာကမိတ်ဆွေတွေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကစူးစမ်းပူးပေါင်းဆောင်ရွက်နေတယ်လို့ယာယီသမ္မတကပြောပါတယ် အကြံဘတ်စင်အုပ်စုကနိုင်ငံရေးလက်နက်သဖွင့်ချုပ်ကန်အသုံးပြုနေခြင်းကိုကြော်လွှားဖို့လူမှုကိုထပ်မံအသုံးချခြင်းမျိုးမဖြစ်စေဖို့အာဆီယံနဲ့နိုင်ငံတကာကိုသတိပေးတောင်းဆိုနေကြောင်းပြောပြပါရစေ။ တိုင်းပြည်မှာငလင်ပီးတံကိုကြုံတွေ့ခန်းစားနေရချိန်မှာပြည်သူအချင်းချင်းကူညီပေးမှကြချိန်မှာနိုင်ငံတကာမိတ်ဆွေတွေကလူဤပညာနဲ့စာနာမှုအကူအညီအထောက်ပံ့တွေနဲ့စိတ်ရင်းနဲ့ကူညီနေကြချိန်မှာအစံဘတ်စစ်ကောင်စင်ကတော့သူအာနာတီမြဲကြီးနဲ့ကိုကျိုးစည်းဘွားအတွက်သာကြည့်နေတယ်လို့ရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်လို့ယာယီသမရကပြောပါတယ်။ဒါအပြင်တိုင်းပြည်ငလင်ပီးတံကြုံတွေ့ခန်းစားနေရချိန်မှာပဲလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ခြင်းမရှိလို့ပြောပါတယ်။ဒါကဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒုက္ခပေါ်ဒုက္ခအထက်ထပ်ပြီးတဲ့လောက်ရဖြစ်ပါတယ်ပြည်သူဗန္ ာနဲ့ဝယ်ယူဖြစ်တင်ထားတဲ့အရင်းအမြစ်တွေကိုပြည်သူလူထုဘေးဒုက္ခကတည်ရင်မှအသုံးပြုရမယ့်အစားစေကောင်စီကတော့ပြည်သူလူထုကိုတပ်ဖြတ်ဖို့အတွက်အသုံးပြုနေတာကိုရှင်းရှင်းလင်းလင်းကြည့်မြင်နိုင်ဖို့လိုပါတယ်လို့ယာယီသမရကပြောကြားပါတယ်။စိတ်အုပ်စုတရားဝင်မှုရရှိရေးအခွင့်အခါကောင်းရပြီဆိုကတိုင်းပြည်ဘေးဒုက္ခကိုကိုကြိုးစည်းဝါအတွက်အသုံးချဖို့ကြိုးပမ်းမှုတွေကိုတတိရှိဖို့လည်းထပ်မံပြောကြားပါတယ်။ လက်ရှိမှာတော်လိုင်းအရာစုအသီးသီးရဲ့စွမ်းဆောင်ရည်နေနဲ့ပြည်သူတွေရဲ့အားပေးထောက်ခံမှုတွေကြောင့်စစ်ကောင်စီအနေနဲ့အကြီးမားဆုံးဆုံးရှုံးမှုတွေရင်ဆိုင်ကြုံတွေ့နေရပြီလို့မိန်ကောမရှာဤသမရတူမလက်ရှိလာကထည့်သွင်းပြောကြားပါရယ်နိုင်ငံတော်မှာစစ်ကောင်စီထိန်ချုပ်မှုကလေးပုံတပုံတော့မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်လက်တွေကဖော်ပြနေရလို့၎င်းကပြောပါရယ် နွေဦးတော်လိုင်းဤ၄နှစ်ကျော်လွန်လာခဲ့ပြီဖြစ်ရာတော်လိုင်းအချိန်ကာလကြာမြင့်လာတာနဲ့အမျှပြည်သူတိကိုက်ခံစားရမှုကြီးမားတလို့တိုင်းပြည်လည်းနနာခရကြောင်ပြောပါရယ်ဒါအပြင်တိုင်းပြည်နဲ့ပြည်သူဗန္နာကိုကုတ်သွင်းဆိုပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စေအောင်စုကိုတိုက်ထုတ်ရတဲ့တော်လိုင်းဖြစ်တယ်လို့စေအာနာရှင်နဲ့အာနာရှင်မန်သမ ्या ကိုစေအာနာရှင်အမှုအကျင့်အတွေးခေါ်မန်သမ ्या အဆုံးသတ်ရင်ဆင်နွှဲနေရတဲ့တော်လိုင်းဖြစ်ပြီးခက်ခဲကြမ်းတက်မှုများစွာရှိတာကိုအရှိတရာကြာကြာကြည့်မြင်ရမယ်လို့လည်းပြောပါရယ်တနိုင်သမ ्या ဒီတော်လိုင်းကိုအမြန်ဆုံးအောင်မြင်အောင်လှောက်ဆောင်ပြီး ပြည်သူလူထုထမ်းထားတဲ့ဝင်တုံးဝင်ပေါ်တွေပပျောက်သွားအောင်ကြိုးစားမှာဖြစ်ပါတယ်။အထူးသဖြင့်ဒီ2025ခုနှစ်ဟာကြီးမားတဲ့တော်လိုင်းအလဲပြန်ဖြစ်လာစေမယ့်နှစ်ပြည်သူလူထုအတွက်တော်လိုင်းအပိတန်အောင်ပွဲအလင်းရကိုရှူဆောင်သွားမယ့်နှစ်ဖြစ်ဖို့ကျွန်တော်တို့တော်လိုင်းအားစုတွေအားလုံးစားတဲ့တဘူကြိုးစားသွားမှာဖြစ်တယ်လို့ရှာရေးသမရဒူဝါလက်ရှိလာကပြောပါတယ်။ လွတ်လပ်မြတ်တန်တူတဲ့ Federal Democracy နိုင်ငံတော်တည်ထူထောင်ရေးအတွက်မရင်လေးတဲ့တန်နေထံခိုင်မာတဲ့ခိုင်မာရေးဒီနှစ်တည်းမှာထပ်မံချမှတ်ကြဖို့လည်းပြောပါတယ်။ဝန်နေပူစည်းကြည်ကြရမှုတွေနဲ့မဟုတ်ပဲလွတ်လပ်မှုငြိမ်းချမ်းမှုတို့ရဲ့တောက်ပတဲ့လင်းရောင်နဲ့နှစ်သက်ကိုကြိုးစွန်နိုင်တဲ့အနာဂတ်ကိုအတူတကွာတည်ဆောက်ရမယ်လို့ယာယီသမ္မတကပြောကြားကလူတို့ရင်အကောင်းခိုင်မာတဲ့နှစ်သက်ဖြစ်ကြောင်းအောင်ပွဲနှစ်သက်ဖြစ်ကြောင်းယာယီသမ္မတကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။